ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ update channel ကနေအပတ်စဉ်ရိုက်ကူးထုတ်လင်းတင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာ online ဓမ္မအမေးဖြေများမှာတော့ရှီရုံစီရီတော်နိကန်၅ရက်ဝင်ဓမ္မပါကိစ္စအဖွဲ့ချုပ်အတွင်းရမှုဆရာဦးစန်းနှင့်ဆရာမောင်ကနေပြီးတော့မှဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဗျာ ဟုတ်ကဲ့ပါဆရာအဲဒီတစ်ပတ်မှာဆိုလို့ရှင်လဲဒါ online ဓမ္မအမေးဖြေများမှာတမောရဲ့လက်ထက်မှာပေါ့နော်ဒါအကောင့်ပိုင်ရှင်တွေမင်းညာထားတဲ့မိကုန်းတွေရောက်ရှိနေပြီလို့ဆရာမိကုန်းလေးတွေမိကုန်းပြုပါရှင်ဒါအကောင့်ပိုင်ရှင်ပေါ့နော်ကြော်ကြော်လွင်ကနေပြီးမေးထားပါဆရာအဲသူမေးထားတာတော့ဒါမိကုန်းပြုပါဆရာရဲ့ပရိစိတ်ချင်းရဲ့ရွယ်ချက်ဟာဗုဒ္ဓဘာသာရဲ့မူနဲ့ကိုက်ညီပါသလားဆိုတော့သိချင်ပါတယ်ဟိန္ဒူတွေဟာရှေးဝေဒါခင်မှာပတိကိုအသုံးပြုလာကြတယ်သူတို့ခေါ် ဇပ်ပမာလာလို့ခေါ်ပါတယ်။ဒါကြောင့်ပတိကိုဗုဒ္ဓဘာသာရောလက်လွတ်တက်မတင်ဆိုတာကိုဖြေကြားပေးစီလိုပါတယ်ဆိုပြီးတော့မေးထားတဲ့မိကုံးလေးဖြစ်ပါတယ်ဆရာ။ပတိနဲ့ပတ်သက်ပြီးမေးတာပါနော်။မှန်ပါတယ်။အဲ့တော့ပထမဆုံးမိကုံးလေးကိုကျွန်တော်ဖြေရမယ်ဆိုရင်လူမျိုးမျိုးစိတ်ချွေချွေရှိတယ်ပေါ့ဗျာ။စိတ်ချွေချွေရှိတဲ့အခါကျတော့ပတိစိတ်ချင်းဒီရွေချက်အမျိုးမျိုးလည်းရှိကြလိမ့်မယ်ပေါ့နော်။အဲ့တော့ဗုဒ္ဓဘာသာမူနဲ့ကိုက်ညီလားဆိုရင်ကုသိုလ်ဖြစ်အောင်စိတ်ချက်ဆိုရင်တော့ကိုက်ညီကြလို့ဒီလိုပဲဖြေလို့ရတယ်။နော်ကုသိုလ်ဖြစ်အောင်ဆိုတာအလောဘအဒေါသအမောဟပေါ့ဗျာဒီသုံးပါးနဲ့ပြည့်စုံ အကုသိုလ်ဖြစ်တယ်ဆိုတာလောဘဒေါသမောဟပေါ့နော်ပရိစိတ်ပဲဗျာလောဘစိတ်နဲ့စိတ်မျိုးဆိုရင်ကုသိုလ်မဖြစ်ဘူးမိမိရဲ့ယာရုကုန်တင်စီစဉ်ဥစ္စာတကူအနာတွေတည်ရမှုဒုဝါဒုအတွက်ဆိုရင်သူကလောဘစိတ်နဲ့စိတ်ရင်လောဘဘုံနံခန္ဓာနဲ့စိတ်တစားရုပ်ပြီးတလုတ်တလုတ်ရဖြစ်နေတယ်မောဟစိတ်နဲ့တချို့စိတ်မျိုးပေါ့ဗျာအဘာမှမသိဒီများဒါစိတ်ကြလို့စိတ်ကြပေါ့ဗျာအနတ္တပြလည်းမသိရွယ်ကြလည်းမသိအဲကောင်းတဲ့အလုပ်ပဲဆိုပြီးစိတ်ရင်ကြမောဟဥသိတာပေါ့မောဟမူနံခန္ဓာနဲ့စိတ်တစားရုပ်ပြီးတလုတ်တလုတ်ရဖြစ်နေမယ် ဒါကိုကုသိုလ်ပြုဗုဒ္ဓဘာသာမှုနဲ့မကိုက်ဘူးဒေါသနဲ့စိတ်ပဲဗျာဒေါသနဲ့တော့ဒါပြောကြမလို့ဒေါသနဲ့တော့စိတ်เสียအကြောင်းမရှိဘူးဒေါသထွက်နေတဲ့လူကဒုစရဒါစရပဲလုပ်မယ်ပတိစွဲမှာမဟုတ်ဘူးနော်အဲ့တော့ဘာဖြစ်ဖြစ်ကုသိုလ်စိတ်ဖြစ်အောင်စိတ်ကြဆိုရင်ဗုဒ္ဓဘာသာမှုနဲ့ကိုက်နေတယ်ဟုတ်ပြီကုသိုလ်စိတ်ဖြစ်အောင်စိတ်ကြဆိုတာဘယ်လိုစိတ်မလဲဆိုတာဒီနည်းနည်းပြောမယ်ဒါအထက်သာလိနေမှာပါတာပေါ့နော်စံနှုန်းလေးရှိတယ်မိတို့လုံဆောင်တဲ့လုပ်ငန်းတစ်ခုဟာရွေးချက်နှစ်ခုရှိတယ်ပေါ့နော်အကြောင်းတရားနှစ်ချက်ရှိတယ် ပါဠိလိုပြောရင်တော့ကုသလအနာဝဇ္ဇဒုက္ခဝိပါကလက္ခဏာပေါ့ကုသလကုသဝိဒီကအနာဝဇ္ဇအပြစ်ကင်းစင်ခြင်းဒုက္ခဝိပါကကောင်းသောအကျိုးကိုပေးခြင်းပေါ့အဲ့ဒီလက္ခဏာနေရာနဲ့ပြည့်စုံရင်ကုသဖြစ်တယ်လို့ဆိုတယ်အဲ့တော့နံပါတ်၁ချက်ပရိစိတ်ခြင်းဒီအဲ့နှစ်ချက်နဲ့ပြည့်စုံရမယ်အပြစ်ကင်းရမယ်အပြစ်ဆိုတာမိမိသူတွေကတူးကိုထိခိုက်ရင် အပြစ်ပဲအဲ့နှစ်ခုကင်းသလားလို့ကြည့်အပရိစိတ်တဲ့ဂုဏ်တော်တစ်ခုပွားတယ်ပေါ့ဥပမာပြပွားတယ်ဆိုတဲ့အခါမှာဒီဂုဏ်တော်မှာကိုယ်စိတ်လေးကထုံမုန်းနေတယ်လို့ဆိုရင် တိစိတ်ခြင်းသည်ဒုစရိုက်၁၀ပါးကကင်းလွတ်နေတဲ့အလုပ်ပဲတန်ရှင်းတဲ့အလုပ်ပဲဒါအပြစ်ကင်းတဲ့ဟာကိုပြောပြတာနောက်တစ်ချက်ကပတိစိတ်ခြင်းကြောင့်သူကဒုက္ခရောက်ရတာတခုမှမရှိသူကကိုအနှောက်ယှက်ပေးကြလည်းမရှိဘူးပတိစိတ်ကြတယ်နော်မိမိနဲ့မိမိကိုလည်းမထိခိုက်ဘူးခုနကပြောသူကကိုလည်းမထိခိုက်ဘူးအဲ့ဒါအနာဝိဇ္ဇာပဲအပြစ်ကင်းတယ်နောက်ပြီးတော့ကောင်းကျိုးပေးခြင်းဆိုတာဒုက္ခဝိပါကဒီကုံတော်တစ်ခုကိုပွားများတယ်အရဟံသူအရဟံမောမြတ်စွာဘုရားရှင်ရဲ့ကုံတော်ပွားများပွားများတဲ့ခါမှာအဲ့ဒီသူရဲ့စိတ်ကလေးကငြိမ်းချမ်းနေအဲ့ဒါဘာလဲဆိုရင်ဒုက္ခဝိပါကပဲ နော်ဖောင်းတဲ့အကျိုးပေးနေတာနောက်တစ်ချက်ကပါလဲလို့ဆိုရင်အဲ့ဒါလိုစိတ်ဓာတ်ထုံမှန်များလာရင်ဂုဏ်တော်တွေထုံမှန်များလာရင်အဲ့ဒီပုံကအဋ္ဌိလို့ခေါ်တာပေါ့ဗျာပြည်စည်းရန်လုပ်ငန်းတစ်ခုပြည်စည်းဖို့အတွက် အခြေခံအကြောင်းတရားတရားတွေပြည့်စုံလာတယ်သူစိတ်အလိုဆန္ဒလေးတွေဖြစ်လာတယ်ဒါသမာဓိရဲ့အကျိုးတရားကိုနော်ဉာဏ်သက်သောတရားနဲ့ဉာဏ်ဟူသောအကျိုးတွေဖြစ်ပေါ်တာကိုသမာဓိရနော်ဉာဏ်နဲ့အာယုံတစ်ခုမှာစုစိုက်တဲ့ဧကဂရာခေါ်တာပေါ့တခုတည်းသောအာယုံမှာစိုက်ဝင်တူတဲ့ဉာဏ်တွေဖြစ်ပေါ်တယ်အဲ့ဒီဒါကြောင့်သူ့မှာအဋ္ဌိဆိုတဲ့ လုပ်ငန်းတစ်ခုကိုပြီးစီးနိုင်တဲ့အခြေခံအကြောင်းတရားတွေနဲ့ပြည့်စုံလာတယ်။အတ္တဟိတပရဟိတအတ္တဟိတဆိုတာမိမိကိုအရင်ဆုံးကောင်းကျိုးပေးတာပဲ။ပရဟိတဆိုတာသွယ်ဝပြီးကျိုးကျိုးပေးတာပဲ။အဲ့တော့ပြန်ပြီးတော့အနှစ်ချုပ်ရင်အပြစ်ကင်းခြင်းနဲ့လည်းရှိတယ်။ချမ်းသာခြင်းအကျိုးကိုလည်းပေးတယ်။ကိုယ့်ကြောင့်ဒီဘဒုက္ခမရောက်သလိုကိုယ့်ကိုစိတ်နေကြနဲ့ထင်းသိမ်းကြတာကုံတော်တစ်ခုဟိုလားဘာပဲဖြစ်ဖြစ်နော်ထုံမုံပြီးတော့လုပ်ကြတာပေါ့။ဒါကြောင့်အဲ့ဒါလိုနီးနဲ့ကုသဖြစ်အောင် စိတ်ကြဆိုရင်ဗုဒ္ဓဘာသာမူနဲ့ကြိုက်ပါတယ်နော်နောက်တစ်ခုကဟိန္ဒူတွေ ဝိဒခိရယသုံးတဲ့ဇပ်ပမာလာဟိန္ဒူတွေခေါ်တော့ဒါတက္ကရဘာသာနဲ့ဇပ်ပမာလာခေါ်တာပေါ့ဗျာဇပ်ပမာလာဆိုတာဇပ်ပဆိုတာကရွတ်ဆိုတာမာလာဆိုတာပန်းသုံးမဟုတ်အစင်တန်းဒီမှာတော့အစင်တန်းကိုယူတာပေါ့အဲ့တော့မိမိရွတ်ဆိုတဲ့ဂါထာမန္တန်တွေရဲ့အချိန်အကြီးအတွက်ကိုတတ်မှတ်ဖို့အတွက်အလုံးလေးတွေစီတမ်းပြီးတော့လုပ်တယ်ဘုရားဆိုပြောရင်တော့ပတိကုံပေါ့သူတို့ကတော့ဇပ်ပမာလာခေါ်တာပေါ့ဟိန္ဒူတက္ကရဘာသာနဲ့နော်အဲ့ဒါလေးပဲရှိပါတယ်ဟုတ်တယ်သူတို့ဝိရခိရိယပတိယအဲ့ဒီချိန်လေးကပေါ်တယ် ဗုဒ္ဓဘာသာမှာတော့ဟိုမြောက်ပိုင်းကိုဟိုတာသနာသွားပြုတဲ့ချိန်ကတရုတ်ပြည်မှာပေါ်တယ်သူတို့ထက်ရှေ့ကြတာပေါ့ဟိန္ဒူတွေကအဲ့တော့ရှေ့ကြတဲ့ခါကျတော့ဘာသာခြားတွေရအသုံးဆောင်ဖြစ်နေတဲ့အတွက်ဗုဒ္ဓဘာသာတွေလက်လွတ်တင်လားမလွတ်တင်ဘူးလားဆိုပြီးသူကမေးထားတယ်အဲ့ဒါဆိုရင်တော့လက်လွတ်တင်မလွတ်တင်ရပတိကအမျက်စောပြခြင်းလက်ထက်ကတော့မရှိဘူးတုံးလည်းမတုံးဘူးတုံးရလည်းမလိုပုံကိုယ်တွေကပတိမရှိသလိုအခုစာအုပ်တွေခဲတဲ့နေကွန်ပျူတာတွေကလိုက်မှတ်တာလည်းမရှိဘူးကြည့်ရတာလည်းမရှိဘူးပထမပြန်စာမေးပွဲလည်းမရှိဘူးဒါကဒုက္ခနဲ့တူမရှိတာ ဒီဘက်ကိုသရသတိဝိရိယသမာဓိပညာနှိပ်ကြလာတဲ့အခါပရိယုသုံးလာတယ်ဆိုတာဟိုဘယ်လိုခေါ်မလဲကျောင်းဆရာမြင်နေပြောရင်သင်္ထောက်ကူပစ္စည်းတစ်ခုအနေနဲ့သုံးလာဒါကြောင့်ကျွန်တော်တို့ပရိယပฏิပတ်ကျွမ်းကျင်ကြတဲ့လယ်ဒီဆရာတော်ဘုရားကြီးတို့ပရိယုလက်မလွတ်ခဲ့ဘူးတိပိရိကတရတိပိရိကကောပြီးသားဆိုမင်းကတိပိရိကဆရာတော်ဘုရားကြီးပရိယုလက်မလွတ်ဘူးသုံးဆက်လာတယ်နောက်တစ်ခါပြန်ကြည့်ရင်ပခုတ်ကူတိပိရိကတရဆရာတော်ဘုရားကြီးလက်ပရိယုသုံးဆက်ဒါအကျန်တဲ့ဆရာတော်တွေအများကြီးရှိသေးတယ်။အဲ့တော့အဲ့ဒီလိုပြည့်ပြပြည့်စုံတဲ့ပုံကိုယ်တွေက ပရိကိုလက်မလွတ်ပဲသုံးဆွဲပါတယ်အဲ့တော့သုံးဆွဲတဲ့အခါကျတော့ကျွန်တော်တို့လက်လွတ်တယ်မလွတ်တယ်ဆိုတာကတော့ကိုယ့်အကူစဉ်းစားကြည့်ပေါ့ဗျာခုနကကျွန်တော်ပြောသလိုသူတော်ရဲ့ဘာသာဘာသာတရားရဲ့အသုံးဆောင်ပစ္စည်းမလို့အဲဒါကိုလက်လွတ်ရမယ်ဆိုရင်တော့လေဟိုသိမကြိုက်ဘူးလေမကြိုက်ဘူးဆိုတာကျွန်တော်ဥပမာတစ်ခုပြောချင်တာစံတရားဆိုတာလေမြန်မာလို့ဒုတိယမဟုတ်ဘူးဒါပေမဲ့မြန်မာတန်စင်တိကိတာတွေကိုတီးကြတာမှာအမတန်ထောက်ကူပြုတယ်။အဲဒီစင်ထောက်ကူပစ္စည်းနေနဲ့တုံးတာပဲ ထိုနည်းတူစွာပဲဟိန္ဒူတွေကပတိကိုသုံးတယ်ဇပ်ပတ်မာလာပဲခေါ်ခေါ်ပတိကိုသုံးတယ်သူတို့ကဂါတမန္တန်ကိုမှတ်ခြင်းလို့အခေါရမှတ်ခြင်းလို့သုံးတယ်ကျွန်တော်တို့ကဗုဒ္ဓဂုဏ်တော်ထုံမွန်းခြင်းလို့သုံးတယ်အဲ့ဒီတစ်ခုစဉ်းစားကြည့်ပါဗျာရည်ရချက်လဲကြွားတယ်ခုနပြောတဲ့စန္ဒရာနဲ့ပတ်သက်လို့လဲကြွားတယ်အခုကျွန်တော်တို့ဗုဒ္ဓဘာသာတွေရှိတယ်ဗျာမြန်ပမာလူမျိုးတွေဓမ္မဥစားကြတာပဲဟုတ်လားချစ်တိထမင်းနဲ့စားကြတာပဲတရုတ်စားကြလဲစားကြတာပဲ အခုစားတာပဲလေဒါပေမဲ့ဒါကိုမင်းမင်းနေနေနဲ့စားတာမျိုးတော့မဟုတ်ဘူးပေါ့ဗျာကိုယ်ရွယ်ချက်နဲ့ကိုပေါ့နော်အဲ့လိုလေးနဲ့ထက်ပြီးစဉ်းစားကြည့်မယ်ဆိုရင်တော့တယူမလွဲတယူမဆွဲလွဲမတန်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဗျာတင်တော့ခုပစ္စည်းအနေနဲ့သုံးနိုင်ပါလေလို့ဒါလေးပြောကြလို့ပါဟုတ်ကဲ့ပါဆရာဒါဘုဒ္ဓရာကြီးလည်းအများကြီးရလိုက်လို့တမလို့လည်းဒါစင်စင်မှုတွေလည်းအများကြီးပြလိုက်ရပါပါဆရာဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဒါဆရာဖြေကြားတဲ့အဖြေကိုနားဆင်ပြီးတော့ဒါ online ပေါ်ကနေပြီးတော့မှဒီဓမ္မအဖြေအမေးအဖြေတွေပေါ့နော်မင်းညံသွားတဲ့အကောင့်ပိုင်ရှင်တွေလည်းကျင်းနေလိမ့်မယ်လူယုံကြည်မိပါတယ်ရှင်ဒီစီစမအခုလိုမျိုးမေးခွန်းတွေကိုပေါ့နော်ဒါတေချာလေးဖြေကြားပေးရဲဆရာကိုလည်းတို့ update channel ကျေးဇူးများတင်ပါတယ်